်မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကြီးဟန်တာဝရီဥပယင်ရေးသားသောပန်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် လောကနာ၏လှပမှုနှင့်အမှုပညာကိုကလူတိုင်းပဲနှစ်သက်ကြပေ၏ထို့ထို့အရေးခံသဖြင့်လည်းလူတို့၏ကြီးပွားရေးစီးပွားရေးတို့ကိုဖြစ်စေနိုင်၏ ထို့သို့ဖြစ်စေနိုင်ရရင်ခေါင်းစဉ်မှာပန်းဟူသောဝါရသည်အနတ်အပြည့်၎င်းအထိပ္ပယ်အပြည့်၎င်းကျေပြန့်လာ၍လူတို့အားအကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်သောကြောင့်ဤပန်းဆောင်မကိုရေးသားရခြင်းပင်ဖြစ်လေ၏ထိုတွင်ရှေ့လူဟောင်းဖြစ်ကြကုန်သောစာဆိုကဝိပညာရှိတို့သည်တသီးဝလံပန်းမာလီဟူသောစကားကိုတုံ့နှုံကြသည်ကိုတွေ့ရှိရသဖြင့်ထိုကို တည်တည်သည်ဆိုဒီမှာပင်ဆောင်ဖြစ်သောတရက်မလကာဒူရင်ပိန်နဲ့စသည်တို့မှာတီးသောအရာဟုသမျှကိုတည်တည်ဟု၍၎င်းနှင့်ဝလံဆိုဒီမှာဘူဒီတခွာဒီဖြုံဒီစသဖြင့်အနွယ်မှတီးသောအရာဟုသမျှတို့ကိုဝလံဟု၍၎င်းသုံးပန်းဆိုဒီမှာခန့်ကောပရောက်ခွာညိုစသဖြင့်ပင်ဆောင်ဟုသမျှတို့ကပွင့်သောပန်းပွင့်ဟုသမျှတို့ကိုပန်းဟုခေါ်ပြီးလျင်လေမန်းဆိုဒီမှာ စပယ်တဝဲမိုင်းဇွန်စသဖြင့်အနယ်တို့မှပွင့်သောပန်းမျိုးတို့ဟူ၍မှတ်တမ်းတင်ကြပေကုန်၏စင်းစစ်အဖျင်ပန်းဟူသောစကားမှာမိတော့နှစ်ဆန်းဓာတ်တိုက်ပန်းနှင့်ကိန်းကန်းပေါ်လူဟူသောမာဂဒေဝလင်္ကာအဆက်၌၎င်းထုံကိုရနံပြန့်ပြန့်လှိုင်လွန်ပန်းနံကြိုင်ကြိုင်ခန့်ရိပ်မြန်ဟူသောတခေထွေးအေဂျင်အဆက်ဖြင့်၎င်းမြမရွတ်မှန်ရေစင်ဖြန်းက ကျွမ်းပန်းတရားဟူသောမနောဟရီပြုတ်ဖြင့်၎င်း ုံကန်တောင်းချမ်းရှိပန်းစင်မြဲဟူသောတခင်ထွေးအေးချင်းဖြင့်၎င်းတီလာကွန်ပန်သိမ်မြန်းကြောင်းကံအမုံမုံနှင့်ဟူသောတော်ရဟပြုတ်ဖြင့်၎င်းထုတ်လျှောက်လျက်ခပန်အမောနေကြပြည့်တည်ဟူသောဗျာဒိတ်ဟာခန်းပြုတ်ဖြင့်၎င်းခရီးလံပန်မတာလုံးအုံကုန်းတို့ရွာမီဟူသောကဝိလက္ခဏာတပ်ပုံဆက်ဖြင့်၎င်းဟန်ဆောင်ကဝန်တဖြင်းတန်းတဲ့လျက်ပန်းပြုတ်ပြည့်ဟူသောနဝရေအဆက်ဖြင့်၎င်းဝေဖလုံပန်မတိုက်တော့နှင့်ရဟန်းကျင်ဝတ်တပားတက်ကဟူသောကိုကပြုတ်အဆက်ဖြင့်၎င်း ပိုက်ရဲ့အနက်မှာလှပခြင်းဟောဖြစ်ကြောင်းကိုသိနိုင်ပြီ ပန်းဆယ်မျိုးပန်းဆယ်နှမျိုးအမှန်အပြည့်ထိုးပန်းတို့မှာဖះမတဲနဲ့မတဲလူရင်းဆယ်ပွင့်ပန်းဟူသည့်အတိုင်းမြန်မာမှုအမှုပညာရှင်တို့ဖို့အလုံးနဲ့ပတ်သက်သောပန်းဆယ်မျိုးပန်းဆယ်နှမျိုးဟူ၍ရှိပြီ၎င်းတို့မှာသာသနာတော်တက်ကြဲ1600တကူကောဇာတက်ကြဲ419ခုနှစ်တွင်ပကံပြည့်ရှင်အနောထာမင်းသောသည်တထုံပြည်ကိုအောင်မြင်သဖြင့်ဖော်ပြမည်ဖြစ်သောပန်းဆယ်မျိုးဟာပန်းဆယ်နှမျိုးတို့ကိုယူဆောင်လာ၍ယခုထက်တိုင်အောင်ပင်၎င်းပြည်ရဲ့များမှာအမှုပညာအဖြစ်စောင့်ဝင်နေဖြစ်တီလ လျက်ရှိပြီး၎င်းတို့မှာတစ်လက်ကောက်လက်စော့လက်ကြံနှကတ်စသောရှေးသားဖြင့်၎င်းထိုတွင် စိတ်မြစသောယတနာတို့သုံးလို့၏၎င်းပြုလိုသောအတက်မျိုးကိုပရင်ဟု၍ခေါ်ပေ၏ထိုပရင်ရေးကို ရှင်မဟာသီလဝန္တကမူဆဲလဲပရင်ယုံဝဲချင်းလဲမှိန်လစ်သောခါဟု၍နတ်သက်ဖြင့်ဆက်ဆိုပေ၏ကဝိလက္ခဏာတပ်ပုံ၌မူကားတနည်းဆယ်ချင်းတင့်မတိန်ပရင်တခုညစ်ဟု၍မတ်သက်ဖြင့်ထိန်ဟုဆက်ဆိုလေ၏အနက်မှာပေါ်လွင်လာပေ၏ ထိုအနက်နှင့်လျော်ညီသော ပုံမြင်များလည်းရှိကြပြီ။နှင့်တန်တဲ့များကိုစူးစောက်ပေါက်တူးတစည်းဒါလှန်တန်ပန်းတန်တဲ့မျိုးမျိုးပြုလုပ်သောဘဲပညာတတ်။သုံးတစ်သားဆင်ဆွယ်ဆသောအထည်တို့ကိုပန်းကြွရုပ်ကြွစသဖြင့်အမျိုးမျိုးထုလုပ်တတ်သောဗဟုပညာ။လေမင်းစေးစသည်တို့ဖြင့်စုံနေ၎င်း၎င်းမင်းစေးတို့ကိုလက်ပြဖြင့်၎င်းအသက်ဝင်နေပြီတကယ်သူလူရရုပ်ပုံများကိုရေးဆွဲနိုင်သောပကြီးအတတ်။ ငါရှေ့ခေါ်နရပတိယခုခေတ်ခေါ်အင်္ဂလိပ်တို့ဖြင့်အုတ်တို့ကို၎င်းကြောက်တို့ကို၎င်းတစ်ခုနှင့်တစ်ခု တွဲကပ်စေ၍တိုက်စီသည့်ပထိုးတို့ကို ဆောက်လုသောပယံတက်6ကျင်းဤကျေးဝါကျေးပြူစသည်တို့ကိုအေးကျို၍ကျေးစီခေါလောင်းသွန်းလောင်းလောက်ခတ်မှုပန်းတင်းပညာခုနှစ်အင်္ဂလိပ်တို့ကိုပန်းအောင်ပန်းကြွရုပ်ကြွပန်းရွယ်စသည်တို့ဖြင့်အမျိုးမျိုးလုံနိုင်သည့်ကြောက်စစ်ပညာမျိုးဖြစ်သော ပန်းတော်ပညာရှေ့မာကျော်သောလိတ်သေးကြောင့်စကြင်ကြောင့်စသည်တို့ကိုဖျားရုပ်ထူကြောက်စာစသည်တို့ဖြင့်ရုပ်လုံးပေါ်အောင်ထုလုံနိုင်သောပန်းတော်ပညာကိုတစ်သားစင်စွဲစသည်တို့ကိုချော့မြေလှပစွာလူရာကိုပုတ်ခံနိုင်သောပန်းပို့ပညာတစ်ဆယ်ယခုခါပကံညာဦးကြောက်ကာတို့နဲ့တကွာမြန်မာပြည်အနှံ့ပြားတွင် ပြုလို့ရောင်းချလျက်ရှိသောတစ်ခွတ်ပြတော်လန်ကွန်းဧရေခွက်ပြုလို့ချင်းပန်းယုံအတက် ဤသည်ကမူလရင်ပန်းဆယ်မျိုးဖြစ်ပေ၏ဆက်တဲ့ပန္ဒရာခေါ်ယခုခါပန္ဒရာဖြစ်သည့်တီးခြင်းနှင့်သက်ဆိုင်သောအလဲခါခြင်း၍နှစ်ဖက်ကားနေသည့်ပလုတ်တုတ်ကြီးပလုတ်တုတ်လက်ပလုတ်တုတ်ငယ်တို့ကိုတီးသည့်ပန္ဒရာတက်ဆက်နှင့်ကြောက်ရတနာများကိုလိုရာအကွက်ပေါအောင် တွေး၍အယောင်တွေးတင်တတ်သောပန်းရွက်အတက်တို့ပင်ဖြစ်ပေတော်သည်အပြောင်မျိုးထို့သို့ဖော်ပြခဲ့ပြီးသောပန်းဆယ်မျိုး၁၂မျိုးတို့ကိုပဲ ရှိသူဟောင်းတို့ခေါ်ဝေါ်ကြရာ၌ကိုမျိုးရှိပေသည်ထိုသည်တို့က1တစ်သားအပြောက်2ကြောက်အပြောက်3အင်္ဂရေအပြောက်4ရွှေငွေကိုတွင်လှုပ်သောအပြောက်5ကြေးတန်ဆသောအပြောက်6စုံနှင့်ရေးသောအပြောက်9စုံနှင့်ချွန်ထိုးသောအပြောက်10အပ်ထိုးအပြောက်9တားရုပ်ကိုပြုလုပ်သောအပြောက်ဟူ၍ရှိရာ တစ်မှာဘဘူးဘဘူးအတက်များပါဝင်၍တစ်သားနေဖြစ်စေအင်္ဂရေနေဖြစ်စေစောက်လို့သောအင်္ဂရေများ၌မြမအခေါ်မိုးချုံဟု၍၎င်းမွန်ခေါ်စုလိဟု၍၎င်းတရုတ်ခေါ်ကိုရန်ဟု၍၎င်းခေါ်သည့်ထိပ်ဖြားအမှုတို့၌ ဘဟုပညာဖြင့်အထက်ချွန်တတ်ထားသည်တို့ကိုတစ်သားအပြောက်ဟု၍ခေါ်ဆိုခြင်းဖြစ်ပေ။နှစ်မှာကြောက်ကိုပြုလို့ရသောအပြောက်မျိုးပင်ဖြစ်၍ပတ္တမော့အတက်ဟု၍ခေါ်လေသည်။သုံးမှာအင်္ဂရေကိုပြုလို့ရသောအတက်မျိုးဖြစ်၍ကာကြီးပယံနှင့်ခခွေပန်းတော်နှမျိုးလုံးနှင့်ဆက်စပ်လျက်ရှိပေသည်။လေးမာမူကရွှေတဲငွေတဲတို့ကိုပြုလို့သောအတက်မျိုးဖြစ်၍ကာကြီးပဒိန်ခခွေဂုံနံကငယ်ဇဝရိုက်ဝါမေလာတွဲအတက်ဟူသောပညာရက်၃မျိုးရောဆက်၍နေပေ၏ ငါကြေးတန်ဆသောဝိထုတို့ဖြင့်ထုလို့သောအပြောက်မျိုးတို့မှမူကကြီးပပဲနှင့်ခခွေပန်းတိတို့ရောဆက်၍နေသောအပြောက်မျိုးပင်ဖြစ်ပေ၏။၆ဆုပ်ရည်အပြောက်မျိုးမှာကဇဝါရည်နှင့်စေးရည်တို့ပင်ဖြစ်၍ယွန်းတဲ့အတက်ပကြီးအတက်ရွှေပန်းအတက်စသည်တို့ရောဆက်လျက်ရှိပေ၏။ခုနှစ်ဆုပ်ထိုးအပြောက်မျိုးဆိုသည်မှာလဲကကြီး ရိုးထိုးစုံနဲ့ခခွဲလူထိုးစုံဝွေရှိရာရိုးထိုးစုံမှာအကွဲအရှအနာများမပါဘဲတာမညာဖြစ်သောတန်ကိုလုတ်သည့်စုံမျိုးဖြစ်၍လူထိုးစုံမှာကနှစ်ခွဆုံမှစာ၍၁၆ခွဆုံတိရှိရာကြီးပြူနေလောက်ရလေသည်။ ရှင်အထိုးအပြောင်မျိုးဆိုဒီမှာရွှေကြီးငွေကြီးတတ်ထုချီတို့ဖြင့်လိုရာအယုတ်ပန်းစသည်တို့ကိုပေါ်လွင်အောင်ဖောက်ရချုပ်ထားသောအတက်ပညာမျိုးပင်ဖြစ်ပေ၏။ကိုသားယိုးအပြောင်မျိုးမှာတစ်စည်းသမားနှင့်မှန်စီရွှေချသမားတို့အဖို့ဖြစ်၍အခြေလေးချောင်းရှိသောတားကောင်ကြီးအယိုးကို ပြချကတစ်စည်းနှင့်ရောဆက်၍ချူပန်းချူနယ်ဇာတာအိမ်ငကလေးစင်စွဲဝန်းရှက်ဇက်ကွင်းစသောပန်းမျိုးမျိုး ဓနုဝက်အမျိုးမျိုးအယုတ်အမျိုးမျိုးတို့ကိုစုခဲ့ပြီးတော့တာယိုတစ်စေတို့နဲ့ဖော်လုပ်ထားခြင်းဖြစ်ပြီးဤသည်တို့ကအများသိနေကြသောပန်းဝင်မျိုးများမဟုတ်ပဲအမှုပညာအပါဝင်ပန်းများသာဖြစ်ပေတော့ဤပန်းမျိုး120လူတို့သိနေကြဖြစ်သောပန်းမျိုးတို့မှာမူကားရေးတွက်ခြင်းကမတတ်နိုင်တော့လဲရှေ့မြမပြင်းများဤတာတော်သမီးတော်များဖို့နန်းတွင်၌အလွယ်တကူသိမြင်ကြစေရန်ဆေးရောင်စုံနဲ့ပကြီးကျော်များက ရေးသားဆက်သွင်းထားသောပန်းမျိုး120လဲရှိပေသေး၏၎င်းတို့မှာတစ်ခန့်ကောနှင့်ဇီး3မြက်ကိုင်းလေလောင်းပန်း90ပဲ6ဒါရု9ဇလက်8တိုင်းမွေ9ပရင်ကို10ထက်တရာ17ခန္ဓမာ7နှစ်အောင်မင်းညို73လေပန်း14ဆက်နေရသေးပန်း15ပန်း36ခေါင်ရန်19နှစ်ပန်း18နေကြ19ဆွဲတော့20ပုံရန် 27စကား22ဖတ်စော23ခတ်တာ24ပန်း325ယူဇနာ26ကမုံအင်29သုံးမန်လာ28မိန်လာနီ29အောက်မဲဖြူ 30ရွှေနွယ်31ဒန်းတလက်37ဝါ33အာတာဝရီ34အင်ကောလာ35အိမ်လုံးချမ်းသာ36ဇီဇဝါ38ပန်းသွန်38မိုးဆွေ39ထင်းရှူ40ပြပါပြေ41ကြက်ယုံ42တရက်ခန်43တင်းခွေ44နော်စာ45တစ်စာ46တစ်ခွ49ပန်းညူ48ကွန်တီ49လက်တော်ကုန်50တောင်းတော်51စိတ်ဖလူ52ဒော့ရင်53 ုံအုံပန်း54လက်တန်ရှိ55လက်တန်တို့56မြက်လေး59ရွှေဝါ58ကျမောင်59ဒဇင်60ခရား61ဇလက်တာ62ကတည်း63ထင်ရှား64ဆက်သွား65နှင်းစီ66မိမလောင်69ရေခမိုး68ကြာညို69ခုနမြီ80တရပီ87နေစာ 80နဲ့မရမ်းကြောင်း83ကြာခေါင်းလုံး84တပည့်85တရုတ်စကား86ခွာညို89စကစိ88ရွှေခွက်ပန်း89ကမုံပန်း80ပရောက်87အင်ဂျင်87ဆက်တပူ83ပရဝါ84ဖျောင်း 85ဒေါက်တာလေး86နန်းလုံးကျိုင်း89တောင်စလက်88ကြာပုံရိတ်89မောင်မခေါ်90ပေါက်ပန်း91ကက်ကယူ92ခန်းဆက်93ပရုံမာ94တောင်လုံးကျော်95ရင်ခတ်96မြင့်စု98တော့က 68ငှက်ကလေး69ပြင်းပြူပန်း100ဒေါ်နာ100တက်လဲခောင်းရန်100နဲ့ဘိန်းွယ်103မဟာလေးက104မျက်နာပန်း105ဇွန်ပန်း106စူကာပန်း108ကြာပြူ108ကြာတစိ109မယိုပန်း110မောက်ခီတော်ပန်း 111ဦးစောက်ပန်း112ပြပါယူပန်း113လွမ်းမတာပန်း114ကြာနေ115ပန်းဤ116ရင်ကန်း119မယားကြီးပန်း118ရဲမာပန်း119တဝဲမိုင်းပန်း120အနမ်းပန်းတို့ပင် ဖြစ်ကြလေတော့တည်းဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Konda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။